နောက်တစ်ယောက်ကစွာရက်ကျွန်တော်သိပါတယ်သူကကျွန်တော်ကိုစွန့်ပစ်သွားခဲ့တယ်ဆိုတာလီဗာပူးနဲ့ကျွန်တော်ကိုတစ္ဆာဖောက်သွားတယ်လို့ခံစားမိပေမဲ့စွာရက်ကိုခြံထားခဲ့လို့မရနိုင်ဘူးသူဘာစီလိုနာကိုထွက်သွားပြီးတဲ့နောက်ကျွန်တော်စွာရက်ကိုစကမ်းပြောတော့ဘူးဆိုပေမဲ့အချိန်ကာလတစ်ခုမှာတော့သူနဲ့ကျွန်တော်လီဗာပူးအတွက်အတူတူတိုက်ပွဲဝင်ခဲ့ပူကြတယ်ကျွန်တော်ရဲ့အရင်းအီးဆုံးမိတ်ဆွေလည်းဖြစ်ခဲ့ပါတယ်ဆွာရက်ဟာလေဘာဘူးမှာအကောင်းဆုံးပေးဆက်ခဲ့တဲ့ရှာပါလှတဲ့ဥရုဂွေကစားသမားတွေထဲကတယောက်ပါပဲ လီဗာပူးဂျရက်နဲ့ဆွာရက်တို့ရဲ့ဇလန်းကိုပြောပြရရင်ဆွာရက်ဟာဆူဖလားအောင်မြင်မှုကိုအလိုချင်းဆုံးအချိန်မှာသူ့ရဲ့ကစားသမားဘဝဆွမ်းဆောင်ရည်အမြင့်ကိုတက်နေခြင်းလည်းဖြစ်ပါတယ်။အဲ့တုန်းကဆွာရက်ရဲ့အသက်အရွယ်နဲ့သူ့ရဲ့ခြေစွမ်းကြောင့်လိုချင်တဲ့အသင်းတွေလည်းမနှဲပါဘူး။ပရီးမီးယားလိမှာလီဗာပူးရဲ့ပြိုင်ဘက်ဖြစ်တဲ့အာဆင်နယ်ကတောင်တရားဝင်ကန့်လန့်ခဲ့ပြီးဆွာရက်ကလည်းအာဆင်နယ်ကို ပြောင်းဖို့စိတ်ဝင်စားခဲ့ပါသေးတယ်။ဆွာရက်ရဲ့စိတ်ထဲမှာ ဝါရဲနီးပြကြီးအာဆင်ဝန်းကားနဲ့အတူအာဆင်ထဲမှာသူ့ရဲ့အောင်မြင်မှုကို နောက်တစ်ဆင့်တက်ရောက်နိုင်ဖို့ဆန္ဒလည်းရှိပါတယ်။လီဗာပူးအသင်းကလည်းဆော်ရက်ကိုဆက်ပြီးထိန်းထားနိုင်ဖို့မလွယ်ဘူးဆိုတာသိတဲ့အတွက်လုံလောက်တဲ့တန်ချိတ်တစ်ခုရခဲ့ရင်ရောင်းထုတ်သွားတော့မှာပါ။ဒါပေမဲ့အာဆင်နယ်အသင်းဟာပြောင်းရွှေ့ကြီးတိုးပေးဖို့တွန်းဆုံခဲ့တာကြောင့်ဆော်ရက်နဲ့အာဆင်နယ်ကိစ္စအဆုံးသတ်ခဲ့ရတယ်။အာဆင်နယ်ဟာဆော်ရက်ကိုစတာလင်ပေါင်တန်း40နဲ့ကန့်လန့်ခဲ့တာဖြစ်ပြီးလီဗာပူးဘက်က အခုပမာဏထက်အနည်းငယ်တိုးပေးဖို့အကြောင်းပြန်ခဲ့ပါတယ်။အာဆင်နယ်ရဲ့ဒုတိယအကြိမ်ကမ်းလှမ်းမှုကတော့လူပြောများစရာရည်စရာတစ်ခုလိုဖြစ်ခဲ့ပြီးပထမဈေးထက်တပေါင်တိုးပေးလိုက်တာပါ။ဟုတ်ပါတယ်။ဆွာရက်ကို50တပေါင်နဲ့ထက်ကမ်းလှမ်းလိုက်တာ ဖြစ်ပြီးဒီအတွက်လီဗာပူးအသင်းဟာဒေါသထွက်သွားခဲ့ပါတယ်။အာဆင်နယ်ဟာသူတို့ကိုစော်ကားလိုက်တာပဲလို့တုတ်ပြန်ခဲ့ပြီးဆွာရက်ကိုဘယ်တော့မှအာဆင်နယ်အသင်းစီမရောက်ဘူးလို့ထုတ်ပြန်ခဲ့ပါဗျာ။ ဲ့ဒီတစ်ချိန်တည်းမှာလဲဂျရက်ကသူ့ရဲ့အသင်းဖော်ကိုလီဗာပူးကနေမထွက်သွားစေခြင်းခဲ့ပါဘူး။ဆွာရက်ကိုဒီမှာပဲဆက်နေဖို့အမြဲတမ်းနားချနေပြီးသူနဲ့အတူတူပရီးမီးယားလိဖလားယူဖို့တိုက်တွန်းခဲ့ပါတယ်။ပရီးမီးယားလိဖလားရပြီးရင်ဆွာရက်အနေနဲ့ဘယ်အသင်းကိုသွားသွားသူ့ခွင့်ပြုမယ်လို့ဂျရက်ကပြောခဲ့ပြီးဆွာရက်ကလည်းဒါကိုလက်ခံခဲ့တယ်လို့သိရပါတယ်။ဂျရက်ကလည်းကတိတွေပြန်ပေးခဲ့ပြီးအဲ့ဒီနှစ်မှာတော့အသင်းမပြောင်းဖြစ်ခဲ့ပေမဲ့နောက်တစ်နှစ်မှာဆော်ရက်ကရုတ်တရက်ဘာစီလိုနာကိုရောက်သွားခဲ့တာပါ။ ဒါကိုဂျရက်သိတဲ့အချိန်အတော်လေးစိတ်ဆိုးခဲ့ပြီးဆော်ရက်ကိုသူ့ရဲ့ဆုံးဖြတ်ချက်ပြန်ပြင်ဖို့စူးစမ်းခဲ့ပေမဲ့အားလုံးဟာနောက်ကျသွားခဲ့ပြီးဖြစ်ပါတယ်။လီဗာပူးနဲ့ဘာစီလိုနာတို့အကြားအားလုံးသဘောတူညီမှုရခဲ့ပြီးဆော်ရက်အနေနဲ့ပြောင်းရွှေ့မှုအဆုံးသတ်ဖို့သာကြံပါတော့တယ်။ဒီကိစ္စမှာပဲဂျရက်နဲ့ဆော်ရက်တို့ရဲ့ရင်းနှီးမှုဟာလည်းပြီးဆုံးခဲ့တာပါ။ဆော်ရက်ဘက်ကဒီအကြောင်းနဲ့ပတ်သက်ပြီးအင်တာဗျူးတစ်ခုမှာရှင်းပြခဲ့တာရှိပါတယ်။ သူဟာဂျရက်ကိုတစ္ဆာဖောက်ခဲ့တာမဟုတ်ပဲသူပေးခဲ့တဲ့ဂတိကိုမတီးခဲ့တာလည်းမဟုတ်ဘူးလို့ဆိုထားပြီးဂျရက်ဘက်ကနားလည်မှုလွဲသွားတာသာဖြစ်တယ်လို့ပြောပါတယ်။ဂျရက်ကိုပေးခဲ့တဲ့ဂတိကလည်းလီဗာပူးနဲ့ပရီးမီးယားလိဖလားရချိန်အထိအသင်းမပြဘူးဆိုတာမဟုတ်ပဲနောက်တစ်နှစ်ဆက်ကစားပေးပြီးရင်တော့ပရီးမီးယားလိကိုရသည်ဖြစ်စေမရသည်ဖြစ်စေသူထွက်သွားတော့မယ်လို့သာဂတိပေးခဲ့တာဖြစ်ကြောင်းသူ့အနေနဲ့ဂတိအတိုင်းတစ်နှစ်ဆက်ကစားခဲ့ပြီးမှလီဗာပူးကနေထွက်ခဲ့တာဖြစ်ကြောင်းပြန်ဖြေထားတာပါ။ ဒရက်ရဲ့အကြိုက်ဆုံး၄ဦးထဲမှာကြံ့နေတဲ့နောက်ဆုံးတစ်ယောက်ကတော့ Manchester United ကစားသမားဝိန်းရွန်နီပါ။ဒရက်ရေးသားထားခဲ့တာကရွန်နီရဲ့ကလပ်အသင်းတွေဟာကျွန်တော်အတွက်အကြီးမားဆုံးသောပြိုင်ဘက်တွေကြီးဖြစ်ပေမဲ့သူဟာပရီးမီးယားလိမှာကျွန်တော်မြင်ဘူးတဲ့အထက်အကောင်းဆုံးကစားနိုင်ခဲ့တဲ့သူပါ။သူနဲ့ကျွန်တော်ကအချိန်အတော်များများမှာပြိုင်ဘက်တွေအဖြစ်ရင်ဆိုင်ရပေမဲ့အင်္ဂလန်အတွက်ကစားပြရမှာတော့အသင်းပေါ်တွေဖြစ်ခဲ့ပါတယ်။သူ့ရဲ့စိတ်ဓာတ်နဲ့ခြေစွမ်းကိုပြိုင်ဘက်အနေနဲ့ရောအသင်းပေါ်အနေနဲ့ရောကျွန်တော်မြင်တွေ့နေရတယ်။ ရွန်နီဟာခန်းစားချက်ကိုရှေ့တန်းတင်ပြီးအလုပ်လုပ်တဲ့အတွက်ဒါကိုသဘောမကျသူတွေရှိကောင်းရှိပါလိမ့်မယ်။မယူရဲ့ဆန္ဒတွေရန်လိုတာတွေဘသူ့ပုံမှာမှဂယုဆိုင်မနေတတ်တာတွေဟာရွန်နီကိုတေချာနီနီကက်ကက်မကြည့်ဖြစ်လို့ပါ။ဒါတွေဟာသူ့စီကပြန်ရတဲ့လက်ဆောင်တွေပါပဲ။သူ့ကိုပိုင်ဆိုင်ထားတဲ့အသင်းဟာရွန်နီစီကပေးဆက်မှုအပြည့်အဝကိုရပါတယ်။မန်ချက်စတာယူနိုက်တက်နဲ့လီဗာပူးတို့ဟာပရီးမီးယားလိဂ်သမိုင်းမှာစုဖလားအများဆုံးရရှိရတဲ့အသင်းတွေဖြစ်ကြတယ်လို့ အစင်လာကြီးမားတဲ့ပြိုင်ဘက်တွေလည်းဖြစ်ပါတယ်။ဂျရက်ကလီဗာပူးရဲ့တက်ဆာရှိတဲ့ကစားသမားကြီးဖြစ်တယ်လို့ရွန်နီကလည်း United ကိုတက်ဆာရှိခဲ့တဲ့ကံတော်ဝင်တဦးပါ။သူတို့နှစ်ယောက်စလုံးဟာအသက်ပိုင်းခြားတစ်ခုအယောက်မှာကိုယ့်အသင်းကိုဦးဆောင်ရတဲ့အသင်းကောင်းဆောင်တွေလည်းဖြစ်ခဲ့ကြပါတယ်။ဒီနှစ်ယောက်ဟာအင်္ဂလန်မှာအတူတူကစားရတဲ့အသင်းဖော်ဆိုတာကို Premier League မှာဆယ်စုနှစ်တစ်ခုမကပြိုင်ဘက်တွေအဖြစ်ရှိနေကြတာနဲ့အရှင်ကြီးရင်စာများစွာကွာပါတယ်။ ဒါအပြင်ရူနီဟာယူနိုက်တက်ကိုမရောက်ခင်မှာတည်းကလီဗာပူးရဲ့ဒါဘီပြိုင်ဘက်အေဗာတန်မှာကစားခဲ့တာပါမာရီစိုက်တာဘီလို့သတ်မှတ်ကြတဲ့လီဗာပူးနဲ့အေဗာတန်အသင်းတို့ဟာအောင်မြင်မှုပိုင်းမတူပေမဲ့တမျိုးတည်းကအသင်းတွေဖြစ်လို့ဘလိုပြိုင်ပွဲမျိုးမှာတွေ့သည်ဖြစ်စေကြမ်းတမ်းပြင်းထန်လေးရှိပါတယ်။ကွင်းထဲကနှစ်ဖက်ကစားသမားတွေရဲ့ရန်ပွဲတွေတင်မကကွင်းပြင်ပါပရိသတ်တွေရဲ့ရန်ပွဲတွေကလည်းအဆင်လာမပြတ်ရှိနေကြတာပါ။ ရွန်နီဟာငယ်စဉ်တည်းကလီဗာပူးရဲ့ပြိုင်ဘက်အေဗာတန်မှာရှိခဲ့ပြီးဒီအသင်းကထွက်ပေါ်လာတဲ့သူဖြစ်တယ်လို့သူ့ရဲ့အောင်မြင်မှုတွေစံချိန်တွေခြံခဲ့နိုင်ခဲ့တဲ့အသင်းဟာလည်းနောက်ထပ်ပြိုင်ဘက်ယူနိုက်တက်မှာပါယူနိုက်တက်ကထွက်ခဲ့ချိန်မှာလည်းအေဗာတန်ကိုပြန်သွားခဲ့ပါသေးတယ်ဂျရက်ကတော့ my story ဆိုတဲ့စာအုပ်မှာသူရွေးချယ်ခဲ့တဲ့ကစားသမား၄ဦးနဲ့ပတ်သက်ပြီးကျွန်တော်ရွေးခဲ့တဲ့၄ဦးစလုံးနဲ့အတူတူတသင်းထဲမှာကစားခွင့်ရခဲ့မယ်ဆိုရင်အရင်ကောင်းပါပါဒါကကျွန်တော်ရဲ့အိမ်မက်လည်းဖြစ်ခဲ့မှုပါတယ်တိုက်စစ်နေရာမှာ Torres ဆိုရဲရွန်နီတို့ရှိနေပြီးကွင်းလက်မှာကျွန်တော်နဲ့ဇာဗီအလွန်ဆိုတို့ရှိနေမယ်ဆိုရင်ကျွန်တော်တို့အတင်းဟာပြိုင်ဘက်တွေအားလုံးကိုအနိုင်ယူဖို့စင်သစ်ဖြစ်နေပါပြီလို့ရေးကညီကုန်းချုပ်ထားပါတယ်